နောက်တစ်ခုကနှစ်စဉ်ဖြီးပသို့လေယာထုတ်ကုန်များတိုးချဲ့ပေးပို့ရေးရန်ဆောင်ရွက်ခြင်းစံတင်ပို့သည့်စိတ်ကမ်းများတိုးချဲ့ဆောင်ရွက်ခြင်းပေါ့နော်ကျမတို့စံနေဆိုတာတကယ်လေးလေးလံပါတယ်ရှင်စံလေး၅ပြည်ဆိုရင်ကိုတော်တော်လေးဟိုလေးလေးပင်ပင်မှားရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဒီစံတင်ပို့တဲ့စိတ်ကမ်းနေပေါ့နော် export zone လို့တလို့ပဲ export စံ export လို့တဲ့စိတ်ကမ်းနေအခုကျမတို့တိုးချဲ့တင်ပါတယ်ဒါစံတစ်ခုတည်းမဟုတ်ဘူးပေါ့နော်လေယာထွက်ကုန်နေပေါ့ရှင်ပဲလဲပါပါတယ်ပဲနှမ်းပြောင်း စံပေါ့နော်ပြီးလို့ရှိရင် stakeholder များဤလေယာထွက်ကုန်တန်ဖိုးခွင်းဆက်လုပ်ငန်းများအတွက်လိုအပ်သောလျှက်စစ်မီ73စီများလုံလောက်စွာရရှိနိုင်ရေးပေါ့နော်အခုက73စီကကျမတို့ကကားတွေကတော့ပန့်မှသွားပြီးတော့မှဒီဇယ်ဖြစ်ဖြစ် ဓာတ်စီဖြစ်ဖြစ်ဝေါ်ရတာအဆင်ပြေတယ်တခါလေကျရင်လုပ်ငန်းနေရနေပြီးတော့မှမီးပြတ်တဲ့ခါကျတော့မီးဆက်နဲ့လဲရတယ်ဆိုလို့ရှိရင်ဒီမီးဆက်မှာထည့်ဖို့အတွက်ကျမတို့ကဓာတ်စီဘုံဒီဇယ်ဘုံနဲ့ဝေါ်ရတယ်ပေါ့နော်အဲ့လိုဝေါ်ရတဲ့အချိန်မှာဟိုအတိုင်တော့ခံရတာတို့ဘာလို့ခက်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ဒီဒီလောင်စာစီသုံးတာကဒီရင်းနေပဲမဟုတ်ပါဘူးဟိုစိုက်ကယ်တွေကားတွေရထားတွေတင်မောတွေပဲမဟုတ်ပါဘူးအဲလေရင်တွေပဲမဟုတ်ပါဘူးကျမတို့လျှက်စစ်မီးကိုသုံးတဲ့ ီဆန်ဆက်တွေရှိမယ်နော်ဒီဒီစိုက်ပျိုးရေးနဲ့ပတ်သက်တာလည်းဟုတ်တယ်ပေါ့နော်ပြီးလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေပေါ့စေယုံစေကန်း စိတ်ယုံစိတ်ကန်းပြီးလို့ရှိရင်ဒီဘန်နေစသဖြင့်ပေါ့နော်ဟိုတယ်တွေအဲဒါတွေဒီလဲမီးဆက်တွေမီးမလိုက်မီးဆက်တွေတုံးရပါတယ်ရှင်မီးဆက်နဲ့လျက်စင်မီးထုတ်လို့ရတဲ့အချိန်မှာဒီဒီဒီဇယ်တွေဝယ်တာပေါ့နော်ဒါတွေလဲလုံလောက်စွာရရှိရင်းနဲ့နောက်ဆုံးအရေးကြီးဆုံးကတော့ကျမတို့ supply chain financing ပေါ့နော်ခုနလေယာထွက်ကုန်လေယာစိုက်လေယာစိုက်ပျိုးရေးခွင့်ဆက်တစ်လျှောက်လုံးမှာကျမတို့ချင်းငွေတွေရရှိနိုင်ဖို့ပေါ့နော်အဲ့ဒါလေးကိုဟိုထိရောက်စွာဆောင်ရွက်တင့်ပါတယ်လို့ အာကျမတို့ပြောကြပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံရဲ့နော်လူဦးရေအများဆုံးလည်းဖြစ်တယ်နော်စိုက်ပျိုးရေးစိုက်ပျိုးမွေးမြူရေးကလည်းအဲကျမတို့မြန်မာနိုင်ငံစီးပွားရေးကိုအဓိကပေါ့နော်အဓိကဟိုလူအများစုကိုရဲ့အကျိုးစီးပွားလည်းဖြစ်တယ်လို့ဒါစီးပွားရေးလည်းဖြစ်တာပေါ့နော်ဒါစားဝတ်နေရေးလည်းဖြစ်တယ်လို့ပြီးလို့ရှိရင်ဟိုလယ်မဆိုင်ကြတဲ့သူတွေလည်းနေ့စဉ်အဲစားသုံးနေကြတဲ့ food security ပေါ့နော် food safety ရော food security ရောရှိပြီးတော့မှဈေးကွက်တွေမှာဈေးရပြီးတော့မှလယ်သမားတွေချမ်းသာဖို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပါတီအနေနဲ့နာပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပေါ့နော်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့မြမလေယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကိုကျွန်မရှင်းလင်းတင်ပြလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်